ဒီနေ့ကျွန်တော်တို့ဆွေးနွေးဖို့ရထားတဲ့အကြောင်းအရာကနည်းနည်းတော့ထူခြားတယ်ဗျာ။ email အရင်ဆိုတဲ့ company တစ်ခုရဲ့တင်နန်းမတန်တစ်ခုပေါ့။ဒါပေမဲ့ဒါကလေတာမဏိပညာအကြောင်းရှင်းပြတယ်မျိုးတဲ့။ပို့တူတာကလူထုရှိယုံရဲ့ less wealth out oak လို့ပဲ။ဟုတ်ပါတယ်။သူတို့က AI ကိုဘလို့ရောင်းမလဲဆိုတဲ့အထက်လူတွေကို AI နဲ့ပတ်သက်ပြီးယုံကြည်မှုဘလို့တည်ဆောက်မလဲ။အဲ့ဒီအပေါ်မှာအဓိကထားနေလေ။သူတို့သုံးထားတဲ့စကားလုံးက digital လုံးကျုံနီးမြေတည်ထောင်မယ်ဆိုတာပဲ။ ဲ့ဒီအချက်ကပဲဒီအကြောင်းအရာကိုဒီကစိတ်ဝင်စားစရာကောင်းသွားစီတာပါသူတို့ရဲ့ချင်းကပ်ပုံကနိပညာရဲ့လုဆောင်နိုင်စွမ်းတွေကိုလာချပြတာထက်လူတွေရဲ့အကြီးမားဆုံးအတားအဆီးဖြစ်တဲ့ကြောက်ရွံ့မှုကိုအရင်ဖြည့်ရှင်းဖို့စ조사ထားတာဟုတ်တယ် AI ကငါတို့ကိုလိန်လိမ့်မယ်လို့အလုပ်တွေလူးသွားလိမ့်မယ်လို့အဲ့ဒီစိုးရိမ်မှုတွေပေါ့ဟုတ်ကဲ့အဲ့ဒီစိုးရိမ်မှုတွေကိုယုံကြည်မှုနဲ့ဘလို့အစားထိုးမလဲဆိုတဲ့မိကုံးကသူတို့ရဲ့လုံနမ်းပုံစံတစ်ခုလုံးရဲ့အုတ်မြစ်ဖြစ်နေတာပါကာမီဒါဆိုရင်ဒီအကြီးမားဆုံးပြဿနာ လူထုရဲ့ AI ပေါ်ကြောက်ရွံ့မှုကို သူတို့ဘလို့ချင်းကထားလဲဆိုတာအရင်ဆုံးဆွေးနွေးကြည့်ကြတာပေါ့အဲသူတို့ AI ကဘီးခင်ပါတယ်လို့ကြော်ညာယုံနေတော့ယုံကြည်မှုရမှာမဟုတ်ဘူးလေသူတို့ရဲ့နီးပြူဟာကဘာဖြစ်မလဲသူတို့ကစကားလမ်းကြောင်းတစ်ခုလုံးကို ပြောင်းပြန်လင်လိုက်က AI ကိုသုံးမလားမသုံးဘူးလားဆိုတဲ့မိဟုံကအတိအပယ်မရှိတော့ဘူးလို့သူတို့ကဆိုတယ်။အင်းဘာလို့လဲ ဘာလို့လဲဆိုတော့လင်းရင်လက်မှတ် booking လောက်တာ graph မှာကားငားလာတွေကစာကျွန်တော်တို့နေ့စဉ်ဘဝထဲမှာ AI ကရှိနေနေပြီသားလीอืมဟုတ်တာပဲဒါကြောင့်သူတို့မိမောင်းထိုးပြတဲ့မိခွန်းက AI ကိုဘသူကထိန်းချုပ်มาလဲဆိုတာပဲ in rg company ကြီးတွေကလားဒါမှမဟုတ်တာမန်ပြည်သူတွေကိုလည်းလားဒီအတွေ့အခေါ်ကနေပြည်သူ AI ဆိုတဲ့သူတို့ရဲ့စောင့်ဖို့ထွက်လာတာပါပြည်သူ AI ဒါတော်လေးယမန်ချက်ကြီးတဲ့စကလုံးပဲဒီလိုအောက်ခြေပြည်သူတွေလက်ထဲ AI ရောက်အောင် သူတို့ရဲ့အဓိကလက်တွေ့ကြတဲ့အစီအစဉ်ကဘာဖြစ်မလဲစားလွက်စားတဲ့နေထဲမှာတန်နမအစီအစဉ်ဆိုတာကိုတွေ့ရတယ်နံပါတ်၁ program ပေါ့ဒါကတစ်ချက်ကြည့်လိုက်ရင်တော့ကွန်ပစီရောင်းတဲ့ affiliate marketing လို့ MLM လို့လည်းနည်းနည်းစဉ်းတလို့လို့ပဲဘာခွာမလဲအဲ့ဒါတော်လေးထိရှာတယ်မိခုမှာသူတို့ရဲ့အဓိကကြွားချချက်က ambassador ကိုရောင်းအားကောင်းတဲ့အယောင်သမားတွေဖြစ်ရှာနေတာမဟုတ်ဘူးอืมကိုရွံ့ရွာရဲ့တီချခန္ဓာတစ်ခုမှာစိတ်အားထက်သန်မှုအပြည့်ရှိတဲ့သူတွေကိုပြစ်မှတ်ထားတာပါပဲဥပမာ ဘာသာစကားကိုမြန်လို့တဲ့သူပညာရေးကိုတိုးချဲ့စေခြင်းနဲ့ဆေးရအဲ့လိုမျိုးတွေပေါ့ဟုတ်ကဲ့သူတို့ကို ambassador တွေ data steward တွေအဖြစ်ခေါ်တယ်ရည်ရွယ်ချက်က software ရောင်းဖို့ထက်ဒီနည်းပညာကိုကိုယ့်ရဲ့ရွာရဲ့လွှာချက်နဲ့ဘလို့ပေါင်းစပ်သုံးချက်မလဲဆိုလာကိုဥဆောင်လမ်းပြပေးဖို့ပါဒါဆို ambassador တယောက်ဖြစ်ဖို့နိုင်ရင်းဆရာမလို့ပဲအချိန်နဲ့စိုက်ထုတ်မှုကိုပဲရင်းရတယ်လို့ဆိုထားတယ်ဒါပေမဲ့ရွာတရာမှာ ambassador ၅ယောက်လောက်ရှိလာပြီဆိုပါစို့ သူတို့တွေကအတူတူပူးပေါင်းကြမလားဒါမှမဟုတ်ပြင်ဆင်ကြမလားဆိုတဲ့အမေခေါင်းဟောနော်ဟုတ်တယ်ကိုယ့်ရဲ့ရွာထဲကကျောင်းနေစီးပွားရေးလုပ်ငန်းတွေကိုဘယ်လိုအရင်လက်အုံးမလဲဆိုပြီးပြင်ဆင်ကြမလားတယုံနီးရတော့ပူးပေါင်းရေးကကောင်းပေမဲ့လက်တွေ့မှာဟုတ်ကဲ့ဒီအချက်ကိုသူတို့ရဲ့ပုံစံနဲ့မှာကြိုသွေးပြီး text ဆောက်ထားပုံရရတယ်သူတို့က win win ပုံစံလိုတုံ့လုံထားတယ် ambassador တွေကပြင်ဘက်တွေမဟုတ်ပဲမိဖက်တွေ sell လို့ခေါ်တယ်အဖွဲ့ငယ်လေးတွေဖွင့်ပြီးအတူတူအလုပ်လုပ်ရမယ်လို့ဆိုထားတယ် အဖွဲ့ငယ်လေးတွေဟုတ်ကဲ့တယောက်ကမိတ်ဆက်ပေးတယ်နောက်တစ်ယောက်ကနိပညာပိုင်းသင်ပေးတယ်ဆိုတာမျိုးပူးပေါင်းလုပ်ရတယ်။နောက်ပြီးအရေးထီးဆုံးကရက်ရွာရဲ့ဒေသန္တရအသိပညာတွေကိုစုဆုံးမရတဲ့တာဝန်ပဲ။အော်ဒေသန္တရအသိပညာဥပမာဘယ်လိုမျိုးလဲ။အတုံးလုံးတွေပေါ့။ဒီအချက်လက်တွေက AI ကိုပိုပြီးတိကျချက်လာစေတယ်။ဒါကလူတစ်ယောက်ထဲလုံးလို့မရပဲရက်ရွာတစ်ခုလုံးပူးပေါင်းမှရောက်မှာလေ။ဒါဆိုတော့ဒါက ပြိုင်ဆိုင်မှုထပ်ပူးပေါင်းဆောင်ရွက်မှုကိုအားပေးတဲ့ရန်ကြီးအားတစ်ခုဖြစ်သွားတာပေါ့တိကျပါရယ်ကောင်းပြီဒီတော့ရဲရွာအခြေပြု관ရက်ကိုအချိန်နဲ့စိုက်ထုတ်မှုတုံးပြီးတိဆောက်တယ်ဆိုတာရှင်းပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအကြီးဆုံးမေးခွန်းတစ်ခုရှိနေတယ်ဒီလိုရဲရွာအချိုပြုပုံစံတွေအဓိကအားနည်းချက်ကရေရှည်ရက်တည်နိုင်တဲ့ငွေကြေးလဲပတ်မှုမရှိတာပဲအမ်ဘက်စတာတွေကငွေမသွင်းရဘူးဆိုရင်ဒီစနစ်တစ်ခုလုံးကဘယ်ကနေဝင်ငွေရှာပြီး ဘလို့ရေရှည်ရက်တီမလဲဒီနေရာမှာသူတို့ရဲ့ဘန်ဒါရဲ့ပုံစံကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါပြီအရန်ရိုးရှင်းပြီးအစွမ်းထက်တယ် Ambassador တယောက်မိတ်ဆက်ပေးလိုက်တဲ့အသုံးပြုသူတယောက်ချင်းစီရဲ့လက်ဆင့်ကြီးတဲ့က9%ကို Commission ဖြစ်အဲ့ဒီ Ambassador လက်ဆင့်ပုံမှန်ရရှိနေမှာပါလက်ဆင့်ပုံမှန်ဟုတ်ကဲ့တစ်ချိန်တည်းရပြီးပြီးသွားတာမျိုးမဟုတ်ပါဘူးငါရခိုင်တော့အတန်ထွက်ရတော့နည်းနည်းလေးနဲတယ်လို့ထင်ရတယ် ဥပမာဒေါ်လာ20တန်လက်စင်ကြီးဆိုရင်တစ်လကို10ဒေါ်လာပဲရမှာပေါ့ဒါကတကယ်အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ဝင်ငွေတစ်ခုဖြစ်လာနိုင်မှာမလားဒါမှမဟုတ်မုန်းဖို့လောက်ပဲလားဒါကရေကျွတ်နဲ့ရေချေတည်မြဲမှုအပေါ်မှာမူတည်သွားရပါပြီလူတစ်ယောက်နှစ်ယောက်နဲ့တော့မပြောဘလောက်ပဲမဲကြောင်းတစ်ကြောင်းဒါမှဟုတ်အဖွဲအစည်းအခုနဲ့မိတ်ဆက်ပေးနိုင်ရင်အသုံးပြုသူယာနေကြီးဖြစ်လာနိုင်တယ်လေဟွန်းဟုတ်တာပဲအသုံးပြုသူအယောက်အယားရှင်တက်လာကိုဒေါ်လာ1000ပုံမှန်ဝင်ငွေဖြစ်နေပြီ သူတို့ရဲ့အဓိကအားသာချက်က recording ဖြစ်နေတာပါပဲဟုတ်ပြီပါအတုံးပြူသူကဆက်သွင်းနေသမျှ commission ကလာစင်ဝင်နေမှာဟုတ်ပါလေဒါကရေရှည်ဆက်ဆံရေးကိုတိဆော့ဖို့တွန်းအားပေးတဲ့စနစ်တစ်ခုပေါ့နောက်ပြီးဒီပုံစံကိုပို့ပြီးလက်တွေ့ကျအောင်လုပ်ပေးတဲ့နောက်တစ်ဆင့်ရှိပါသေးတယ်အဲ့ဒါပါများလေအဲ့ဒါက5% commission ကို1%နဲ့4%ဆိုခွဲချလို့ရတယ်စနစ်ပါခွဲလို့ရတယ်ဟုတ်ကဲ့ဥပမာ ambassador တယောက်ကလူမိုက်အရန်ကောင်းတယ် မြို့မှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေချောင်းအုပ်ကြီးတွေနဲ့အားလုံးနဲ့ရင်းနှီးတယ်။သူကလူတွေကိုဒီစနစ်အကြောင်းမိတ်ဆက်စည်းရုံးရတာကျွမ်းကျင်တယ်။ဒါပေမဲ့ဤပညာပိုင်းကိုအသေးစိတ်လိုက်သင်ပြပေးဖို့အချိန်မရှိဘူးစိတ်မရှိဘူးဆိုပါစို့။အာဒါဆိုရင်သူနဲ့ပူပေါင်းမဲ့ဤပညာကျွမ်းကျင်တဲ့လူငယ်တယောက်။ဒါမှမဟုတ် data steward တယောက်လိုလာပြီပေါ့။တိကျပါတယ်။အဲ့ဒီကမှမိတ်ဆက်ပေးတဲ့သူက1%ကိုရပြီးနိပညာပိုင်းကိုအနီးကသင်ကြား၊ကုညီပံ့ပိုးပေးတဲ့သူက4%ကိုရရှိမှာပါ။ ဟိုဒါရလူတွေရဲ့မတူညီရဲ့ skill set တွေကိုအတိအမှတ်ပြုပြီးအဖွဲလိုက်ပူပေါင်းဆောင်ရွက်မှုကိုအားပေးတဲ့လက်တွေ့ကျတဲ့ဖြည့်ရှင်ချက်တစ်ခုပဲဟုတ်ပါတယ်ဒါပေမဲ့ဒီပန်တာရေးပုံစံမှာအမျှော်မြင်အရှိဆုံးလို့ကျွန်မထင်တဲ့အချက်တစ်ချက်ရှိပါသေးတယ်ဟုတ်ကဲ့အဲ့ဒါကဘာလဲပြောအဲ့ဒါကတော့အမွေဆက်ခံခြင်းမူဝါဒပဲ inheritance ပေါ့အမွေဆက်ခံခြင်း ဟုတ်ကဲ့ဒါကတော်ယုံတန်ယုံ affiliate program တွေမှာမတွေ့ရဘူးအောင်မြင်တဲ့ကွင်းရက်တစ်ခုကိုတီထောင်ခဲ့တဲ့ ambassador တယောက်ကအသက်အရွယ်ကြောင့်ဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ဖြစ်ဖြစ်အနားယူသွားတဲ့အခါတူတီထောင်ခဲ့တဲ့ကွင်းရက်ကနေရရှိနေတဲ့ commission ရခိုင်နှုန်းတစ်ခုဥပမာတပ်ပစံကိုတူမိသားစုဝင်တော်မမှုတူ reach ရတဲ့သူတယောက်ကစက်ပြီးခန်းစားခွင့်ရှိမှာပါခဏလေးခဏလေးဒါတော်တော်လေးအရေးပါတဲ့အချက်ပဲဒါဆိုရင် ambassador တွေရောရဲ့စူးစမ်းအားထုတ်မှုကလက်ဆင့်ဝင်ခွင့်တစ်ခုတတ်တတ်မဟုတ်တော့ဘူးဟုတ်ပါတယ်ကိုမိသားစုအတွက် ခြံထားဖြစ်နိုင်တဲ့ရေရှည်တောင်းဖို့ရှိတဲ့ပိုင်ဆိုင်မှု asset တစ်ခုအဖြစ်ပြောင်းလဲသွားတာပေါ့မှန်ပါတယ်ဒါက affiliate marketing ပုံစံထက် franchise တစ်ခုတည်ထောင်တာနဲ့ပေါ်တူသွားပြီဒီလိုဆိုရင်တော့ ambassador တွေရဲ့သက်စာရှိမှုနဲ့ကြိုးစားခြင်းစိတ်ကိုအကြီးအကျယ်မြင့်တင်ပေးနိုင်တယ်အမှန်ပဲဒါကသူတို့ရဲ့ကြိုးပမ်းမှုကိုရေရှည်တန်ဖိုးအဖြစ်အတိမတ်ပြုလိုက်တာပဲကောက်ပြီဗျဒီလောက်ခိုင်မာတဲ့ရရွာအခြေပြုဖွဲ့စည်းပုံနဲ့ ရေရှည်ရပ်တည်နိုင်မဲ့ပနာရဲပုံစံရှိပြီဆိုတော့လက်တွေ့မှာတော့ဒါကိုပါအတွက်အတုံးချလို့ရမလဲစာရွက်စာတမ်းတွေထဲမှာတော့ပညာရေးကန္တာကိုအဓိကပြစ်မှတ်ထားကြောင်းတွေ့ရတယ်ဟုတ်ပါတယ်သူတို့ပေးထားတဲ့ဥမာကစူပါဆရာဖြစ်လာနိုင်တယ်ဆိုတာပဲဥမာအင်္ဂလိပ်စာသင်တဲ့ဆရာမတယောက်ကဇီဝဘေဒဓာတုဘေဒလို့သူကိုယ်တိုင်မကျွမ်းကျင်တဲ့ဘာသာရပ်တင်နဲ့ပတ်သက်ပြီးចောင်းသားတွေရဲ့မိဟွန်းတွေကိုကူညီဖြေကြားပေးနိုင်လာမယ် ိုးဒါကဂျေးလက်ဒေတာကဘာသာစုံတင်ဆရာဆရာမတွေအတွက်အကြီးမားဆုံးအထောက်အကူဖြစ်လာနိုင်တယ်။ចောင်းသားတဲ့ဘက်ကတော့ចောင်းသားတွေအတွက်ကတော့ဒါဟာ24နာရီလုံးမေးလို့ရတဲ့ဘယ်တော့မှစိတ်မဆိုးတဲ့ကိုပိုင်ကျူးရှင်ဆရာတယောက်ရလိုက်တယ်လို့ပါပဲ။ဟာဟာဟုတ်ပါပြီ။ဥပမာရှုပ်ထွေးတဲ့ဓာတုဝိဒညီမြချင်းတစ်ခုကိုဒါကို၈တန်းကလေးတယောက်နားလည်အောင်ပုံမြင်တဖို့လို့ရှင်းပြပါလို့တောင်းဆိုလို့ရတယ်။အင်း ဒါမှမဟုတ်ဒီဓမ္မရခန်းတစ်ခန်းလုံးကိုအမင်းအဖြစ်ကွက်လက်ဖြစ်မေခွန်းနေအခု20ထုတ်ဖေးပြီးကျမဖြေတာကိုအမတ်စစ်ပေးပါဆိုတာမျိုးအထီလုံနိုင်တယ်ဒါကတယောက်ချင်းစီရဲ့သင်ယူမှုပုံစံ learning style လိုက်စိတ်ကြိုက်ပြတ်ပြန့်လို့ရတဲ့ပညာရေးစနစ်တစ်ခုပါဒီတယောက်ချင်းစီအလိုက်သင်ချားပေးနိုင်တဲ့ပုံစံကတတော်စွမ်းတတယ်ဒါပေမဲ့ဒီနည်းပညာကိုသုံးလို့ဆိုရင်တစ်လဒေါ်လာ20ဆိုတာမိသားစုတစုအတွက်မတက်နိုင်တဲ့နေရာတွေအင်တာနက်ကောင်းကောင်းမရတဲ့နေရာတွေတော်ရဘလို့အစီအစဉ်ရှိမလဲ ဆာရွက်စာထားနေမှာ community assess model ဆိုတာခုပါနေတယ်။အဲ့ဒါလေးကိုနည်းနည်းရှင်းပြပေးပါဦး။အဲ့ community assess model ကအရန်ကိုပါနတ်တဲ့အစီအစဉ်တစ်ခုပါ။ Starlink လို့ internet ချိတ်ဆက်မှုရှိရဲ့ internet cafe ဒါမှမဟုတ် computer ဆိုင်ပိုင်းရှင်တယောက်က premium account တစ်ခုကိုဝယ်လိုက်မယ်။ဟုတ်ကဲ့။ပြီးသူဆိုင်ကိုလာတဲ့ကြောင်သားတွေစီးပွားရေးလုပ်ငန်းရှင်ငယ်လေးတွေကိုတနားတွေကိုဘလောက်နှုန်းနဲ့ထိထိဒီ AI ကိုတုံးဆွဲခွင့်နှုံဆောင်မှုပြန်ပေးနိုင်နေ။အာ ဒါကနိပညာကိုလူတိုင်းလက်လန်းမိနိုင်အောင်မျှဝေ30တဲ့ sharing economy ပုံစံမျိုးပေါ့ဟုတ်ပါတယ်ဒါဆိုရင်အဲ့ဆိုင်ရှင်ကိုတန်ကသူ့ရဲ့ရွာထက် digital ဝန်ဆောင်မှုပေးရဲ့အသေးစားလုပ်ငန်းရှင်တယောက် mini ambassador တယောက်ဖြစ်သွားတာပေါ့ဟုတ်ကဲ့ဒါကလူတူးချင်းစီကိုပိတ်မှတ်ထားတာထက်ရဲ့ရွာတစ်ခုလုံးကိုတပြိုင်တည်းဝန်ဆောင်မှုပေးနိုင်တဲ့နီလန်းပဲတော်တော်လေးကောင်းတဲ့အကြံပဲဟုတ်ပါရဲ့ နောက်ဆုံးတစ်ချက်ကတော့ ambassador တွေကိုဒီ AI ကိုတုံးပြီးကိုပိုင်စီးပွားရေးတွေတည်ထောင်ဖို့အထီးတိုက်တွန်းထားရယ်။ဩကိုပိုင်စီးပွားရေးဥပမာဥပမာ data ခံလက်ဖက်ချက်လောကန်တစ်ခုအတွက် social media မှာတင်ဖို့ content တွေရေးပေးတာ logo design တွေဆွဲပေးတာနီးပညာပိုင်းဆိုင်ရာအကြံပေးတာမျိုးတွေလုံငိုင်နေလို့ဆိုထားတယ်။อืมဒါက AI ကိုရုံးကုန်တစ်ခုအနေနဲ့ပချမဟုတ်ပဲကိုပိုင်စီးပွားရေးစွမ်းဆောင်မှုအတွက်အစွမ်းထက်တဲ့ကိရိယာတစ်ခုအဖြစ်မြင်စေချင်တဲ့သဘောပါ။ခြုံပြီးပြန်ကြည့်လိုက်ရင် ီမေးယားရဲ့ပုံစံကအလွတ်သုံးလွာနဲ့တိဆောက်ထားတယ်လို့ပဲ။အောက်ခြေမှာယုံကြည်မှုကိုအခြေခံတဲ့ရဲရွာကွန်ရက်။ဟုတ်ကဲ့။အင်း။ EU အပေါ်ဆုံးမှာပညာရေးနဲ့ဒေသခံစီးပွားရေးလိုလက်တွေ့ကြတဲ့အသုံးချမှုတွေ။ Ambassador တယောက်ညင်တာဝန်ကငွေတရေဖို့မဟုတ်ပဲလေလာတင်ကြားပူးပေါင်းဆိုတဲ့အချက်သုံးချက်ကိုအချင်းနဲ့စိတ်အားသက်သန်မှုတောင်းပြီးလှုပ်ဆောင်ဖို့ပဲဖြစ်နေတယ်။ဟုတ်ပါတယ်။ ဒါပဲနဲ့ဒီပုံစံတစ်ခုလုံးရဲ့အောင်မြင်မှုကလက်တွေ့ကောင်းထဲဖုံးလို့အပေါ်မှာပဲမူတည်နေပါတယ်။စဉ်းစားကြရကြံနေတဲ့အချက်ကတော့ဒီပုံစံတစ်ခုလုံးကအပေါ်ကနေအောက်ကိုချပေးတဲ့ top down နိပညာဖြန့်ချက်မှုပုံစံကိုစိန်ခေါ်ပြီးအောက်ခြေကနေအပေါ်ကိုပြန်တိဆောက်တဲ့ bottom up လူလူကွန်ရက်ကိုအရင်ဆုံးတိဆောက်ထားတာပါ။ဟုတ်ကဲ့။ဒါကကျွန်တော်တို့ကိုအရေးကြီးတဲ့မိကွန်းတစ်ခုမေးစေတယ်။ နိဗိညာကွန်မဏီကြီးတွေကအရာရာကိုထိန်းချုပ်ထားတဲ့ဒီခေတ်ကြီးထဲမှာအခုလိုအောက်ခြေလူတို့ရဲ့ယုံကြည်မှုပေါ်အခြေခံထားတဲ့ရရွာကွန်ရဲ့ကသူတို့ညီမန်းထားသလို digital လုံခြုံနေမြေကိုတကယ်လို့တည်ဆောက်နိုင်မမလားဟွန်းဒါရော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့မြေကွန်တစ်ခုပဲဆက်ပြီးတော့စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ